ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာ One Friday by 126ပြိုင်ပွဲကြီးမှာ1ရဲ့ Boxer Fighter အတော်များပါဝင်ရပါတယ်ဒီထဲမှာတယောက်ကတော့ Rotten ရောက်ပါဆန်ကာသစ်ပါပဲဆန်ကာသစ်ကို1ဟာ Kickboxing ပွဲကြီးပဲ၃ပွဲတည်ပေးခဲ့တယ်ဒီနေရာမှာစဉ်းစားကြရအောင်ရှိတာပေါ့လေဆန်ကာသစ်ကိုစာတုပ်ချုပ်ကြတဲ့ကမွေတိုင်းမှာပါပဲနဲ့ Kickboxing အနေနဲ့ပဲစာချုပ်ချုပ်ထားသလားဆိုတာပဲတခုစဉ်းစားကြကောင်းတာကတော့ စူပါရှန်တို့လိုမွေထိုင်းအာသန်နဲ့ဖိုင်တာတွေကကစ်ဘောက်စင်စင်ထိုးပေးရတဲ့ခစ်သွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့စာချုပ်မှာပါနေတာဟုတ်။ကိုမကြွညင်မဲ့ခိုးပေးခဲ့ရတယ်။ရှေးကစူပါဘလက်နဲ့ပွဲမှာတော့စံကာသစ်ရှုံးခဲ့တယ်။မနေ့ကပွဲမှာတော့စံကာသစ်ပြန်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲကတော့လုံးဝကိုစိတ်ပြက်စရာကောင်းခဲ့တယ်။ဘာရသမှမရှိခဲ့ဘူး။ပြိတ္တတွေအနေနဲ့ပြောရမယ်ဆိုရင်ပွဲတစ်ပွဲရဲ့ ခံစားချက်ယတ္တကိုဘာတခုမှရစရာမရှိခဲ့တဲ့ဘွဲဖြစ်သွားခဲ့တယ်။ဘွဲရဲ့ယတ္တအားလုံးကိုဖျက်ဆီးသွားခဲ့တာကတော့တူဂီဖိုင်တာကိုရန်ကူပဲ။တကယ်တကယ်မှဆိုရင်ဗျာဖိုင်တာတယောက်ဟာဘွဲထိုးဖို့လာတယ်ဆိုရင်သူ့ရဲ့မတော်နေရာကို အကာအကွယ်ဝှစ်ဆင်လာတယ်ဒါကိုတိတိကျကျစနစ်တကျပြင်ဆင်လာမှာဖိုင်တာရဲ့တောင်းအောင်ပါပဲ။ပြီးတော့သူ့အဖွဲ့ရဲ့တောင်းအောင်ပါပဲ။ဒါပေမဲ့စင်ဘောရောက်တော့ကိုရန်ကူကအဲ့ဒါကိုအကြောင်းပြပြီးတော့ပဲ ခဏခဏအနာတောင်းနေခဲ့တယ်။ဆံဃာသစ်ကသူ့ကိုဖိထိုးလာပြီးမထင်မှတ်ပဲအဲ့နေရာကိုခြေကန်ချက်ထိသွားပြီးလိုလိုဖြစ်ပြီးဆိုတာနဲ့ကိုရံကူကဒိုင်းကိုအနာတောင်းပြီးအဲ့မှာရင်ပွဲရဲ့တံပိုးကမြင့်တက်လာတာဟာပြန်ပြီးအောက်ကိုရော့ကြပေါ်တာပဲစိတ်ပြက်စရာတကယ်ကိုကောင်းခဲ့ပါတယ်။ကိုရံကူရဲ့လောက်ရကတရှိရင်မဲလားဆိုတော့မဟုတ်ဘူးဒုတိယရှိတရှိတတိယရှိအဲ့ဒါတွေမှလည်းအဲ့လိုဖြစ်နေတာဒီတော့ဆံဃာသစ်နောက်ဆုံးသိမခံရတော့ဘူးတကြိမ်မှဆိုရင်ကိုရံကူကိုဆွဲလဲပြစ်လိုက်တာ လဲပြစ်လိုက်တော့ကိုရံကူကဒူးတောက်ပြီးကြားပါကြားပါတဲ့အချိန်မှာဒိုင်ကတားတယ်ခွဲတဲ့အချိန်မှာဆံကားတက်ကမရတော့ဘူးဒူးနဲ့ပါတိုက်ပြလိုက်တာဒီတော့ကျိုးဝမ်းတန်လူကြီးကဆံကားတက်ကိုအဝါကပ်ပြရည်ကြီးဖြစ်သွားတယ်ဒီလိုပဲကျိုးဝမ်းတောင်တွေမှာဖီတိုးလူချင်းပူးသွားပြီဆိုရင်ဒိုင်ကခွဲတဲ့ကြားကဒိုင်ကိုပတ်ပြီးတော့ဆံကားတက်ကခုကောင်ကိုထိုးတဲ့အချိန်ဖြစ်လာတာကိုရံကူကိုဒီလိုနေထားရတဲ့ပွဲရတာလုံးဝပြတ်သွားခဲ့တယ်တယောက်ကိုတယောက်အပြတ်မထိုးနိုင်ခဲ့ဘူးအမောက်မသိနိုင်ခဲ့တဲ့အတွက် နောက်ဆုံးမှာအမတ်နဲ့ဆုံးဖြတ်ချက်ခံလို့ရတယ်ဒီချိန်မှာတော့အမတ်ပြတိုင်လူကြီးတွေကဆန်ကသစ်ကိုအနိုင်ပေးလိုက်ကြပါတယ်ခမဟုတ်ကဲ့အခုဆိုရင် ရော့ထန်ရောက်ပါဆန်ကသစ်ကလည်းဝမ်းမှာသုံးဘက်ကစားပြီးရနောက်နှစ်ဘွဲအနိုင်ရသွားပြီဖြစ်တဲ့ကြောင်းပြည်သက်တွေကိုအတိအပြေပြောကြလိုက်ပါတယ်ခမကြည့်ရှုအပ်ပြီးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခမ